bà phê lô yô số chỉ đàn này lô sô yên tu gà a tê bô đâu đê đô ngà đê để tù đê chỉ để, thích cái này số lô xê hò là sích số đê sích số vì a tò nè mà bì nài mù đấy, sích gào đấy sích số đấy, phê bò là đê đô la bè rô mà tò này mà nhảy mù đấy, ê nà hà yô sô chí đàn nè chào mày luôn, Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ေးဒေါသဆိုတဲ့သဘာဝတရားဟာအလုံးပရိသတ်တွေမိမိတို့တဏ္ဍမှာဒေါသဆိုတာဖြစ်ဖူးတာပဲဒေါသဆိုတဲ့တရားကိုအဘိဓမ္မာရှုတော်ကပြောမယ်ဆိုလို့ရှိရင်ဒုတ်တတိဒေါသောပင်ကိုငြိမ့်အေးကြည်လင်းနေတဲ့စိတ်ကလေးဟာပျက်စီးသွားတယ်ဒါမှန်တယ် စိတ်ပဆိုးခင်ကအနေထားတစ်ခုနဲ့စိတ်ဆိုးနေတဲ့အနေတစ်ခါအနေထားတစ်ခုကိုနှိုင်းရှင်ပြီးတော့ကြည်စိတ်ကျဉ်းနဲ့နေတဲ့အချိန်မှာလူဟာအတ္တမနတစိတ်တတလို့ဆိုတဲ့အတိုင်းကိုယ်စိတ်လေးဟာကျဉ်းနူးနေတာအရာရာမှာအလိုကျဒေါသဖြစ်လာပြီဆိုလို့ရှိရင်အရာရာအလိုမကျဖြစ်လာအဲ့ဒီအနေထားလေးတစ်ခုကိုဘယ်သူကဖြည့်ဆည်းလိုက်တာတော့ဆိုရင်ဒေါသဖြည့်ဆည်းလိုက်တာပဲ ကြည်လင်အေးမြနေတဲ့ပျော်ရွှင်နေတဲ့စိတ်ရဲ့အခြေအနေလေးတစ်ခုကိုဒေါသကဖျက်ဆီးတယ်။ဒါကြောင့်မို့ဒေါသဆိုတဲ့အတိတ်ပဲကဖျက်ဆီးခြင်းလို့အတိတ်ပဲရတယ်။ဘသူကိုဖျက်ဆီးတာတော့ဆိုကြည်လင်အေးမြနေတဲ့နှစ်သက်ကျဉ်းနှံ့နေတဲ့စိတ်သဘောထားလေးကိုဖျက်ဆီးပြလိုက်တာတဲ့။ဒေါသကိုဗာနဲ့ဥပမာပေးတော့ဆိုရင်တောမီနဲ့တူတယ်။တောမီဆိုတာ လောင်လိုက်လို့ရှင်ဘာဖြစ်သွားတော့ဆိုရင်အမတန်မှစိမ့်ဆိုလှပနေတဲ့တောအုပ်ကြီးဟာအယုတ်ဆိုးအကြည့်တန်သွားတယ်။တစ်ပင်တွေကမဲမဲ၆၆ဖြစ်ကုန်တယ်။နော်စိမ့်ဆိုလှပနေတဲ့တစ်ပင်တွေဟာအကုန်လုံးမဲမဲ၆၆ပြီးသွေးကလေးဖြစ်ကုန်။ဒါအယုတ်ဆိုးကြည့်တန်သွားတာ။အေးအဲ့ဒါလိုပဲဒေါမိနဲ့အလားတရန်တူတဲ့ဒေါသ မိမိတို့ယင်တဲ့နှလုံးထဲမှာဖြစ်ပြီဆိုလို့ရှိရင်ဘောဓဖြစ်နေတဲ့အချိန်ကိုယ့်အကူမှန်နေကြည့်ကြည့်ပေါ့လန့်သွားကောင်းလန့်သွားလိုက်မယ်နော်စိတ်ဆိုးပြီဆိုရင်မှန်လေးတစ်ချက်သာထောင်ထားမှန်လေးတစ်ချက်ထောင်ပြီးတော့စိတ်တအားဆိုးနေတဲ့အချိန်မှာမှန်ကြည့်ပြအောင်ကြည့်လိုက်အဲ့ဒီအချိန်မှာဆိုကိုယ့်ကိုလန့်ကောင်းလန့်လိုက်နှုတ်ခမ်းကဆူးနော်ညမောင်ကကြုတ် ပြကြောကတင်းအဲ့ဒါလို့အနေထားမျိုးတစ်ခုထီအောင်ရုပ်ပြက်ဆင်းပြက်ကိုဘယ်သူကလှုပ်လိုက်တာတုံးဆိုဒေါသလှုပ်တာအဲ့ဒီဒေါသကသူဖြစ်တဲ့အချိန်မှလည်းအယုတ်ဆိုးအကြီးတန်းစေတယ်ဒီဒေါသကြောင့်ဖြစ်ပေါ်လာတဲ့ကံကြောင့်ဘဝဆက်တိုင်းဆက်တိုင်းမှလည်းပဲလူဟာအယုတ်ဆိုးအကြီးတန်းတဲ့ပုံရိပ်ကြီးပေါ်နေတယ်ဘဝရုပ်ပုံလွာကြီးပေါ်နေတယ် ဒါကြောင့်မို့လို့လူတွေဟာရုပ်ဆိုးကြတာပါတဲ့ဒါမြတ်စွာဘုရားဖြေတယ်ဟုတ်တာဒါကတော့တေချာတာပဲเนาะ